အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုစိတ်ပြားကျမ်းမာချမ်းသာကြပါစေဒီနေ့ပြောချင်တာလေးကတော့ဟိုလွန်ခဲ့တဲ့နေ့ကဘုံဘုံတို့တင်လိုက်တဲ့စာလေးပေါ့အဲ့ဒီစာလေးကိုတချို့နားမလဲတဲ့ပုံကိုယ်တွေကဒီစကားစံလေးနဲ့ပေါ့ဟိုဗီဒီယိုလေးနဲ့တင်ပေးပါလို့ပြောတဲ့အတွက်ဘုံဘုံတို့ဒါဗီဒီယိုလေးနဲ့ပြန်လည်ဖြေကြားပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်အဲ့28ရက်နေ့ကဖြစ်သွားတဲ့ ်မြင်းကလင်တန်ကြောင့်မို့ဘုရားကြောင့်ကံစီတီတီသံဃာတော်ရှင်သူမြတ်တွေရဲ့အသက်တွေလူတွေရဲ့အသက်တွေတရားတွေအစာအုပ်တွေလမ်းတွေပျက်စီးသွားတဲ့အတွက်လည်းအင်မတန်မှဝမ်းနဲ့ချီးကျွယ်မှုဖြစ်ရပါတယ်လို့ဒါလေးလည်းပြောပြရစီဒီကတော့ဓမ္မပြီမှာဖြစ်နေတဲ့ကံဖြစ်နေတဲ့အတိုင်းအတာတွေကိုစနေတပောင်ပေါ့လေစနေတပောင်ကန်စားတာတွေအရာကြည့်တော့ကြည့်ပြီဆိုလို့ရှိရင်တော့ မြန်မာပြည်ကြီးငြိမ်းချမ်းမှုအတွက်အမတန်မှကို ကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုရောက်ရှိနေပြီလို့အဲနမိတ်တစ်ပေါင်းဒီအရာတော့ဒီလိုပဲအဲပြောလို့ရပါတယ်အဓိကကတော့မိမိရဲ့အယက်ဒေတာ OA နေကိုစွန့်ခွာသွားတဲ့လူတွေရဲရွာတွေစွန့်ခွာသွားတဲ့လူတွေအဲ၁၇လပိုင်း၂၁ရက်၂၀၂၅မှာဆိုလို့ရှိရင်82ရာခိုင်နှုန်းသော ကိုအိမ်ဆုံးခွာရတဲ့လူတွေဟာကိုရကိုဒေတာကိုရကိုဒေတာကိုအိုးကိုအိမ်နေမှာအေးချမ်းချမ်းနဲ့နေထိုင်မှုအတွက်80နှစ်ရာခိုင်နှုန်းလောက်အခြေအနေတွေအခြေအနေကောင်းနေပုံမှာရောက်နေပါတယ်နောက်တကပြည်တွင်းစစ်ကြီးပြီးမှုအတွက်ဆိုလို့ရှင်လဲအင်မတန်နီးကပ်လာတဲ့အနေအထားကိုရောက်နေပါပြီလို့ဒါကန်စာတာတွေတပေါင်းနေနမိတ်တွေရဲ့အနေအထားကိုပြောပြခြင်းဖြစ်ပါတယ်အဲပြည်တွင်းစစ်ကြီးပြီးမှု ဘလောက်လိုသေးတယ်လဲလို့တချို့ကမေးပါတယ်အဲတချို့ကမေးတဲ့အတွက်အဲ့ဒီအမေးလေးကိုလည်းတက်နိုင်လို့ဖြေပြရစီပြည်တွင်းစစ်ကြီးပြီးဖို့ဆိုတာကဒီ2025အလွန်2026ခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ပြည်တွင်းစစ်ကြီးရဲ့ဒီ85ရာခိုင်နှုန်းကတော့ပြည်တွင်းစစ်ကြီး PC သွားပြီးပြည်သူပြည်သားတွေ82ရာခိုင်နှုန်းလောက် ပြည်ရင်းစစ်ကြီး85ရာခိုင်နှုန်းလောက်ပြည်ရင်းစစ်ကြီး PC သွားတဲ့အတွက်မြန်မာပြည်ဒီပြည်တွင်းလူနေတဲ့ပုံကိုယ်တွေအားလုံးဟာဟိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်ရံမမှုပဲနဲ့အေးအေးချမ်းချမ်းနဲ့နေထိုင်ရမယ့်အနေထားအလားအလာတွေက2026ဒီမှာအခုနှစ်လပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုပေါ်ပေါ်လင်းလင်းထင်ထင်ရှားရှားဖြစ်လာပါပြီ။ အပြက်စီးသွားတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်တော့ဝမ်းနှံစရာကောင်းဝေမဲ့ဒီတစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့စီလုံးမှုတွေညင်ညွတ်မှုတွေတယောက်ရဲ့အတက်ကိုတယောက်တန်ဖိုးထားမှုတွေကအင်မတန်မှကိုပေါ်လွင်လာပါတယ်။ဒါကတော့အင်မတန်မှကိုမြမာပြည်သူပြည်သားတွေရဲ့ချစ်စရာကောင်းတဲ့စိတ်ဓာတ်ပါပဲ။အဲအဓိကကတော့ပြည်တွင်းမှာတော့တော်တော်ငြိမ်းချမ်းသွားမယ်။ပြည်မာကြီးမှာတော့တော်တော်ငြိမ်းချမ်းသွားမယ်။ဒါမဲ့နေဆက်ဒေသတွေမှာတော့တိုက်ပွဲတွေအနေငယ်ရှိလာနိုင်ပါတယ်။ အတိုက်ပွဲလေးတွေအနေငယ်ရှိလာနိုင်တယ်အဲနောက်တစ်ခါကြာလို့ရှိရင်ဒီပြည်ရင်းစစ်ကြီးငိမ့်ချမ်းသွားပြီအတက်နိုင်တော့ PC သွားပြီပေါ့85ရာခိုင်နှုန်းလောက် PC သွားပြီဆိုရင်အဲမြန်မာပြည်တွင်းမှာ အလောက်ကန်အခွင့်အလမ်းတွေပို့ပြီးတော့ပေါ်လာပါလိမ့်မယ်အဲနောက်တစ်ခါပြောချင်တာကတော့ဒီ2025 9လပိုင်းအထိကတော့အသက်32နှစ်ရဲ့အောက်အသက်32နှစ်ရဲ့အောက် အမျိုးသားအမျိုးသမီးပေါ့နိနန္ဒာတွေအနေနဲ့ဆိုလို့ရှိရင်စနေဘုဒ္ဓဟူဇာတာပတိစနေဘုဒ္ဓဟူဇာတာပတိတာသမီးတွေအနေနဲ့ကတော့၅လပိုင်းအတွင်းမှာ2025 5လပိုင်းအတွင်းမှာအဲခီးသွွားတာတွေတည်စီမှာမဟုတ်လို့ရှိရင်ခီးသွွားတာတွေကိုအတက်နိုင်လို့ရှောင်းကျင်တက်ပါတယ်2025 5လပိုင်းအလွန်မှာဆိုရင် ဒီခီးသွားခြင်းတဲ့ပုံကိုယ်လေးအတွက်တော့တွားဖို့အဆင်ပြေပါတယ်။ကျန်တဲ့ဒီစနေဂျာတာပရိစနေဂျာတာပရိဘုဒ္ဓဟူးနေ့နံသာသမီတွေကတော့၅လပိုင်းအတွင်းမှာဆိုရင်တည်ရေးရှင်ရေးကိစ္စကလွဲလို့ရှိရင်အဲတခြားအကြောင်းအရာတွေနဲ့ဆိုလို့ရှိရင်တော့ခီးမသွားတာပို့ပြီးတော့တင့်တော်ပါတယ်။ပို့ပြီးတော့ကောင်းပါတယ်။အသက်၃၂နှစ်အောက်အမျိုးသားအမျိုးသမီးတွေပေါ့နောက်တစ်ခါကျန်နေ့နံနေဖြစ်တဲ့တနင်္ဂနွေတနင်္လာအင်္ဂါ အတောက်ကြာသားသမီးတွေကတော့ဒီနေ့ထဲမှာအလောက်ကိုင်းခွင်လန်းတွေပေါ်လာမယ်။ယာရုအပြောင်းရွှေ့အနေထားတွေပေါ်လာမယ်။အဲကောင်းတဲ့လက္ခဏာတွေပါပဲငွေကြီးအရာအအငွေကြီးအရာအဆင်ပြေလာမယ်လက္ခဏာတွေတော်တော်များများတွေ့ရပါတယ်။အဓိကသူတို့အနေနဲ့ဂယုဆိုင်ရမှာကတော့လေယောဂာနဲ့အကျောယောဂာပါလေနဲ့အကျောယောဂာတွေကတော့သူတို့ကအထုကိုဂယုဆိုင်ရပါလိမ့်မယ်အဲနောက်တစ်ခါဒီဒီနှစ်နှစ်၃နှစ်၃နှစ်အတွင်းမှာဆိုရင်မြန်မာနိုင်ငံမှာ ဘာတွေရှားပါလာမလဲဆိုလို့ရှိရင်ဒီနေ့စဉ်နေ့စဉ်စားတောက်နေတဲ့ဦးဇင်းတို့နေ့စဉ်နေ့စဉ်ဖုန်ပေးစားတောက်နေတဲ့လူတွေစားတောက်နေတဲ့အစားကဖြစ်တဲ့စားတွေရှားပါလာပါလိမ့်မယ်။နောက်တစ်ခါရေချိုးတွေရှားပါလာပါလိမ့်မယ်။အဲ့ဒါတွေကိုလည်းအထူးကယူဆိုင်ဖို့လိုပါတယ်။ကျန်တဲ့နေနန္ဒသမီးတွေကတော့သောတော်ကတနင်းလာတနင်းကနေအဲအင်ကတောက်ကြသားသမီးတွေကတော့လေယောဂါအကျော်ယောဂါတွေ အဖြစ်ဖို့ရာဂိုင်းတို့များပါတယ်ဒီငလင်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒီမြမပြီမှာမြမပြီတွင်းမှာပေါ့မြမပြီမှာပေါ့မြမပြီမှာဆိုလို့ရှိရင်လေနဲ့ပတ်သက်တဲ့ယောဂါတွေအဲ85ရာဂိုင်းနှုန်းလောက်လေနဲ့ပတ်သက်တဲ့ယောဂါတွေတော်တော်များများပေါများလာပါလိမ့်မယ်လေနဲ့ပတ်သက်တဲ့ယောဂါတွေကိုလူတော်တော်များများခံစားရပါလိမ့်မယ်အဲ့ဒါကြောင့်မို့ဒီအေးတွေအလွန်အကျွံတောက်တာတို့အေးတွေအလွန်အကျွံခံတာတို့ အတက်နိုင်လို့ရှောင်ကျင်ရပါလိမ့်မယ်အဲဒါအဓိကကတော့ပြောချင်တာကတော့ပြည်တွင်းစစ်ကြီးပြီးပါတော့မယ်မြန်မာသူမြန်မာနိုင်ငံသားအားလုံးလည်းကိုယ်စိတ်နှပြကြမ်းမှချမ်းသာရတော့မယ်အန်တီတွေကင်းတော့မယ်လို့ကိုယ့်ကိုယ်ကိုယုံကြည်ယုံကြည်ချက်ယုံကြည်တဲ့စိတ်ဓာတ်လေးတွေထားသိကြပါတယ်အဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံး ိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာပြီးတော့မိသားစုများနဲ့အမြန်မိသားစုများနဲ့အတူအမြန်ပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းသာသာရရနေနိုင်ကြပါစေလို့စိတ်ဆန္ဒပြုဆုတောင်းပါဆုတောင်းပြီးပေးလိုက်ပါရခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ